ဓမ္မဩဇာရေအရန်နေတေယုတ်ဘက်ကဝင်တာဓမ္မဩဇာအလုံးကြုံသုံးပြီးတော့ညီတော်အကုန်လုံးပျက်စီးပုံမှာဒီကမှာတချို့တောင်ဝူးကြီးတွေပါမယ်အကိုပြောတာကနားလည်နေတယုတ်ကဖျဲသီးလာဆိုင်တယ်သူတို့ဖျဲသီးဆိုင်သူတို့ပြန်သွားသူဗာမြေးမဆိုင်လို့မရတော့အာတချို့တိကျနေတိနေမှာပေါ့နော်မင်းတို့တွေအင်ဘတ်တွေဆိုင်အင်ဘတ်တွေဆိုင်ငါတို့ဈေးကောင်းပေးမယ်ဆိုအာအဲ့မျိုးလုံးအင်ဘတ်တွေဆိုင်တာပြီးရပြီးတော့သူတို့ဝယ်တာဆိုတော့တကယ်ဝယ်သွားတယ်ဒါပေမဲ့အဲ့အင်ဘတ်ဆိုင်ပြီးရဲ့ညရာဘာမှတုံးလို့မရတော့ခိုင်းကကိုမျိုးစိတခုဖြစ်တယ်လို့မလို့ အဲ့တော့ဒီပြကုံမျိုးစိတစ်ခုကိုမှားသွားဆိုရင်မင်းသားမင်းသမီးကအကုန်ကြော်ရတာထောင်ထဲချတာထိုင်ရဒီအကိုရှိရဓမ္မဩဇာကိုယူသုံးတယ်ဆိုရင်ဒါကြောက်စရာမလိုတော့ဘူးဒါပေမဲ့ထိုင်းတော်ကိုလို့ရှိရဘာဓမ္မဩဇာမှမသုံးဆိုရင်ကိုလို့နေနဲ့နည်းနည်းစဉ်းစားရတဲ့အပိုင်းတွေရှိတယ်အကိုတို့အားလုံးကအချိန်နဲ့ကြောက်လို့ရှိရင်မြုံမုံတို့ဘက်ပျောက်ကွယ်သွားမယ်လူကြီးကြီးပဲအကိုနိုင်ငံမှာကြံခဲ့မှာအကိုဒီမြန်မာနိုင်ငံဆိုတဲ့အရာရဲ့နမနဲ့ညီကြီးရဲ့ အဲ့တော့လောကမှာကိုတို့အတွက်အရေးကြီးဆုံးကမြေကြီးအဲ့တော့မြေကြီးကလူတွေအခုအကိုတို့နိုင်ငံမှာဘာဖြစ်လဲဆိုတော့ဓာတ်ပြောစားရေအရန်နေတေယုတ်ဘက်ကဝင်တာဓာတ်ပြောစားအလွန်ကြုံသုံးပြီးတော့ညီတော်အကုန်လုံးကပျက်စီးပုံလားအပျက်စီးဆုံးရှုံးမှုကအရန်များတယ်ဥမာပေါ့ဒီကမှတချို့တောင်ဦးကြီးတွေပါမယ်အကိုပြောတဲ့ဟာနားလည်နေတယ်တေယုတ်ကဖျက်သီးလာဆိုင်တယ်တို့ဖျက်သီးဆိုင်တို့ပြန်သွားသူဘာမြေးမှဆိုင်လို့မရတော့အတချို့တိကျနေတိနေမှာပေါ့နော် အဲသူတို့နောက်တစ်ခုက ARV တိုင်းအိမ်မဲမျိုးမှာဆိုလို့ရှိရင်လည်းသူတို့အာတေယုတ်ကလာကြမင်းတို့တွေ impact တွေဆိုင် impact တွေဆိုင်ငါတို့ဈေးကောင်းပြီးမယ်ဆိုအာအဲမျိုးလုံး impact တွေဆိုင်တာပြီးရပြီးတော့သူတို့ဝယ်လာဆိုတော့တကယ်ဝယ်သွားတယ်ဒါပေမဲ့အဲ impact site ပြီးရဲ့ညရာဘာမှတုံးလို့မရတော့အဲ့တော့အတော်တော်များများဒါရလေ net bet တွေမှာကြောင်းတဲ့တယောက်ချိတ်ဆက်တာမသိတော့ဟိုပျက်စီးသွားရအများကြီးပဲအော်ဟဲ့ငါတို့သူကဖျက်သေးငါတို့မြန်မာလာဆိုင်မှာအများကြီးအိတ်ကရေဘလောက်ဒါဆိုအကုန်လုံးဆိုင်ခိုင်းတယ်သူတို့ပြန်သွားလို့မြေတွေပျက်စီးလို့တချို့ငိုတဲ့လူတွေငိုတယ် အဲ့လိုမျိုးမဖြစ်အောင်အကူကဘယ်ရမဆိုတဘာဝတရားရအရန်အကိုတို့ဖန်ဆင်းပေးပြီးသားနှစ်ပေါင်းထောင်ကြီးအကိုတို့တဘာဝတရားနဲ့ဆိုင်လာဘာမှမဖြစ်ဘဲနဲ့နောက်အခုနှစ်ပေါင်း20အတွင်းမှာတမျောသာအလွန်ကျွန်း3ရင်း3ရင်းနဲ့ညီဒီယာခန်းချောက်လာလေညီဒီအငံတက်တွေဖောက်လာအဲ့အဲ့လားတွေကို sharing လုပ်ဆိုကြတော့အဲ့အဲ့ပိုင်းကလည်းအကိုနည်းနည်းလေ့လာပြီးတယ်စံပြတောင်ပိုင်းမှာဂျပန်စေတနာဖောင်ဒေးရှင်းဆိုတာရှိတယ်အဲ့တို့ရကြတော့အဲ့ဂျပန်စင်တာဖောင်ဒေးရှင်းကကြတော့အကိုတို့ဒီ team team မီးတွေးပူပူလိုက်အဲ့ရထွက်လာတဲ့သူကအစီအနှစ်နဲ့ပိုးသက်စေးလုပ်လို့ရတယ် သူတို့ကဒီတဘာဝနဲ့ပတ်သက်တဲ့အရာတွေကိုတင် जा ပို့ချပေးရဟာရှိတယ်ဗောနသူတို့ကိုယ်တိုင်ပြောတယ်ညီလေးလိုက်တိုင်းတယ်ခမောင်းမြေရပျက်စီးနေပြီတဲ့အာသူတို့ရငါတို့မြေပျက်စီးရဘယ်လိုလုပ်သိနိုင်ပါလဲတဲ့အော်ခမောင်းတို့ဒီကြွားမှာဖုံးချောင်းရှိတယ်အပတ်ပတ်လည်မှာကိုတို့ကဒီစက်သွင်းငင်းတို့ဘာကိုစိုက်ကြအဖုံးချောင်းမြေမှာခမောင်းတို့သွားစိုက်ကြည့်ဟိုဟိုဗာလဲနွားချေချက်ချေခမရုတ်ဆိုင်တဲ့အတိုင်းပဲပက်ပက်နှမ်းပက်နဲ့တဘာဝနဲ့ဆိုင်ဟိုဘက်ကဓမြောဆိုင်နဲ့ဆိုင်ရှင်ဆက်လိုက်တဲ့အချိန်မှာအထွန်းနှုံးကတော့အတူတူပဲဘာကွာသွားလဲဆိုတော့အထက်ကအရသာအကုန်ကွာ သူတို့ရှိမှလေမော်တီးဆိုင်တဲ့အချိန်ဆိုလို့ရှိရင်ဒီကလေမော်တီးကအရင်ရွှမ်းတယ်တဘာဝပိုကောင်းကြောက်သူ့ထက်တော့ပိုကြီးတယ်ဒါပေမဲ့အထက်မှာ6ကပ်ပြီးတော့စားလို့မကောင်းမမာကြီးဖြစ်တယ်ဝယ်သူကအလုံးကြီးရောက်ပဲရွေးရလေအဲ့ဒီဟာကိုလည်းအဲဝယ်သူများများသိရဲ့ထောပတ်သီးဆိုလို့ရှိရင်လည်းအလုံးကြီးရောက်ရွေးတယ်ဒါပေမဲ့အထက်ကတဘာဝနဲ့စိုက်ထားအရသာအနှစ်ရသာနဲ့ကတခြားသည်အဲနားလည်အောင်ပြောပြမယ်ဆိုလို့ရှိရင်တော့ CB ကျက်နဲ့ပုံမှန်ကျက်လို့ပဲတဘာဝကနင်မကောင်းရင်စိုင်းတော့အားရှိရဲ့ CB ကျက်ကအကိုအတွက်ဆိုးကျူးတွေကြီးပဲ လူတွေကအဲ့ဒါတွေကိုနည်းနည်းမသိတဲ့အချိန်မှာအဲ့ဒီဟာကိုကအာလေ့လာနေတယ်မြေကိုဘယ်လိုလုပ်ပြီးတော့ငါတို့မြေပြန်ပန်းပြန်ကောင်းအောင်ဘယ်လိုလုပ်မလဲအဲ့အဲ့အမျိုးကိုကိုဒီဘက်ကလေ့လာနေအဲဘောနောက်တစ်ခုကအကိုတို့ဒီဓာတ်မြေဩဇာကြီးကတကယ်ပဲသူတို့ပြောသူကောင်းလားမကောင်းလားသိကြင်အကိုတို့ဒီကဓာတ်မြေဩဇာကိုဥပမာထိုင်းနိုင်ငံဘက်ကဝယ်တယ်ဆိုရင်အကိုတို့ဒီကဓာတ်မြေဩဇာကလုံးဝလက်မထောင်လို့ရဘူးဘာလို့ထိုင်းဝယ်လဲဆိုရင်ထိုင်းကကိုမျိုးစိတစ်ခု ဖြစ်တယ်လို့မလို့ အဲ့တော့ဒီကုမ္ပဏီစီးတစ်ခုကိုမှားသွားဆိုရင်မင်းသားမင်းသမီးကအကုန်ကျော်ရတာထောင်ထဲချရတာအရန်ကြီးမားတဲ့အပြစ်ကိုပေးထားတယ်။ဘာကြောင့်လဲဆိုတော့အထိုင်ရဒီအကိုရှိကဓမ္မဩဇာကိုယူသုံးနေဆိုရင်ဒါကြောက်ရမလို့တော့။ဘာလို့လဲဆိုတော့သူတို့ကလည်းတေချာစစ်လို့ဒါလေ။အဲ့ဆိုအကိုတို့ကဒီဓမ္မဩဇာပဲလိုက်သုံးလို့ရတယ်။ဒါပေမဲ့ထိုင်းတော်ကိုတို့ရှိကဘာဓမ္မဩဇာမှမသုံးဆိုရင်ကိုတို့အနေနဲ့နည်းနည်းစဉ်းစားရတဲ့အပိုင်းတွေရှိတယ်။အဓိကအကိုပြောချင်တာကတော့အော်ဒီအင်တာဗျူးကိုကြည့်ရလူကြီးရတယ်။အော်ဒီသူပြောတာညီကြီးကဟုတ်လားမဟုတ်လားဆိုတော့သူတို့စမ်းသပ်ကြည့်။ဒါမှမဟုတ်တောင်းမှုလို့အင်တာသွားပြုကြည့်။ အဲ့မှာအမှန်တရားဆိုးတစ်ခုကထွက်လာမှာအကြီးတဲ့လူလူကြီးရဲ့အတွက်လည်းအဆင်ပြေမယ်အတောင်ကြီးတွေတွက်ကလည်းငါတို့ဖရဲသီးစိုက်ဖို့လာပြောတဲ့လူတွေဒင်းတော်ပြောသလိုပဲဖရဲသီးစိုက်ပြလို့ရှိရင်ငါတို့မြေဩဇာရတကယ်ပျက်စီးသွားလားငါတို့လင်မီယာတကယ်ပျက်စီးလားတို့တို့အချင်းချင်းမင်းရက်ဆက်တစ်ခုကထပ်ထွက်ပြဲအတွက်အားလုံးအတွက်ဒါကောင်းကျိုးတစ်ခုလို့အကိုကထင်တယ်အဲ့ဒီအတွက် message ကိုဟိုလုတ်ပါလို့နောက်ပြီးအကို organic ကိုပဲအတိတ်ဆိုက်ပြုတ်ငါကိုဆိုက်တဲ့တဘာဘာဖြစ်တဲ့နွားချေးဘာညာနဲ့ပဲပြန်ဆိုက်ပါလို့ ဒါမှမဟုတ်ဘယ်နဲ့အဲ့လိုမျိုးအလွန်ကျွန်းနေအလွန်ကျွန်းနေ၃နဲ့၃ရင်း၃နဲ့မြေပျက်စီးသွားပြီဆိုလို့ရှိရင်လည်းအကိုတို့အတွက်အများကြီးစိုးကျိုးနေနောက်တက်လာမဲ့လူငယ်အတွက်ကစိုးကျိုးရေပဲရင်ဆိုင်မှာသူတို့အကိုတို့ဂျပန်ဖောင်ဒေးရှင်းကပြောပြီးသားနှစ်၄၀အတွင်းမှာဓာတ်မြို့ဒီဓာတ်မြို့သာဆက်သုံးတယ်အကိုနှစ်၂၀အတွင်းမှာအကိုစိုးကျိုးအများကြီးကျုံခဲ့ပြီးပြီအတွက်နောက်နှစ်၄၀မှာသူတို့ပြောသူတို့မဖြစ်နိုင်ဘူးလည်းမပြောနိုင်ဖြစ်ခဲ့ဆိုရင်တော့သွားပြီအကိုမြေဘာမှလုပ်လို့မရတော့အဲ့အဲ့အတွက်အကိုအဲ့ရအောင် sharing လုပ်ချင်တဲ့အတွက် အဲလောက်တာကိုကိုရိုင်းနဲ့ကိုအမျိုးတွေလေမောချန်နေဆိုင်တယ်စတော်ဘယ်ရီချန်နေဆိုင်တယ်ပြောင်းချန်နေဆိုင်တဲ့အတွက်အဲအဲ့ဒီဟာကိုအခုနည်းနည်းလေ့လာပြရအောင်ကဲငါတို့စမ်းကြည့်လိုက်တယ်ငါတို့ဒီဓာတ်မြောသားကိုထိုင်းအလူရွက်ဝဲဓာတ်မြောသားနံပါတ်1ရှိတယ်ဆိုရင်အဲ့ဓာတ်မြောသားကိုပြလိုက်တာနဲ့အခုအဲ့အဲ့မြောသားကိုလိုက်တာတော့အောင်မြင်တယ်အဲ့ဓာတ်မြောသားတော့ဘာလို့လဲထိုင်းနိုင်ငံကအခုကဒီစာဟိုပါမျက်နှာစသဖြင့်တို့ရောယုံကြည်အောင်တော့တို့ရောအမြဲတမ်းတို့ဒီဝင်ဝင်ဆက်တဲ့ ဟိုဟာရှိတယ်နောက်ဆုံးဂျပန်လူတွေပါနဲ့လာစစ်တဲ့အချိန်မှာတွေ့တော့ကတော့အကုန်ပိတ်တဲ့အတွက်တက်စီကွက်တဲ့သူတို့အများကြီးထိန်းသိမ်းရတဲ့ဟာတို့ရှိမှရှိတယ်အဲအဲ့လိုမျိုးတွေကိုကဒါပြန်လို့ပြရဆယ်ရင်အဲ့တော့ကိုလုပ်ငန်းသစ်လေးကြောင်းပေါ့။အင်းအင်း။အခုဒါပြီးလို့ရှိရင်အကိုကနည်းနည်းတခြားဒီရုပ်ရှင်ကားကြီးအတွက်အဲလေးလပိုင်းမှာလည်းတကားချိတ်ထားရှိတယ်။အခုဒီဘိုင်းမှာလည်းအကိုသွားတဲ့တခြားအလုပ်တွေရှိသေးတဲ့အတွက်အဲဒါပြီးတော့ကိုခဏလောက်နောက်မှာတကြံကာလမှာ။နင်းမလုပ်တော့တာတော့မဟုတ်ဘူးနော်။အာလုပ်ဖို့အတွက်ကိုပတ်စံစုပါတယ်ဆိုတော့ အခုကိုခေါင်းဆောင်ကားတာကိုပေါ့ထုတ်ရိုက်ထားတယ်အဲချိုးရောက်ဖို့တော့အခုပါဝါနိုင်ရကိုရှမ်းလေးဆိုတာအရုပ်ရှင်စက်တီဆိုပတ်စံအောင်တပြားမှမယူမင်းကြိုက်ပြီးမှငါ့ကိုအကြက်ကြပေးဆိုပြီးတော့အဲ့လိုယူလိုက်တာ